ယောဝစကိုင်ကျွန်တော်တို့ထုံးစံတဲ့ algorithm ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီဘက်မှာကျွန်တော်တို့အရှိတောင်အာရှရဲ့မျိုးရင်းမွေတွေဖြစ်တဲ့မွေဟောက်နဲ့လင်းမွေကိုဘယ်လိုခွဲမလဲဆိုတော့ကျွန်တော်ကကြောပြပြပြောမှဖြစ်ပါတယ်ခင်ဗျာမွေဟောက်ဆိုတာကတော့ကျွန်တော်တို့အနေနဲ့ရင်ကတိထားတဲ့အတိုင်းပဲအစိပ်ပြင်းတဲ့မွေမျိုးစိတ်တကယ်ကိုအနေအများတဲ့မွေမျိုးစိတ်ဖြစ်ပြီးတော့လင်းမွေဆိုတာကတော့အစိမ့်မရှိပဲအနေမရှိတဲ့မွေမျိုးစိတ်တွေပဲဖြစ်ပါတယ် ဟုတ်ပြီဒီနေ့မှာကျွန်တော်ကဒီနှစ်ကောင်ဘလို့ခွဲရမလဲဆိုတာကိုအချက်၃ချက်တည်းနဲ့ပြောပြပေးပါမယ်ဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီဗီဒီယိုလေးကိုဆုံးအောင်လိုက်ကြည့်လိုက်ကြရအောင်ဟုတ်ပြီဒါပေမဲ့ဒီနေ့မှာမေးခွန်းရှိပါတယ်ဒါကဘာလဲဆိုတော့လင်းမွေနဲ့မွေဟောက်ကအရင်ခွဲခြားတယ်ပေါ့ကျွန်တော်ပြူပါရီအမြင်နဲ့ထင်မယ်ဆိုရင်တော့ဒီလင်းမွေနဲ့မွေဟောက်ကတကယ်ကိုခွဲရလွယ်လို့ထင်ပါလိမ့်မယ်ဘာလို့လဲဆိုတော့မွေဟောက်ကရံပြူတဲ့ခါတွေမှာဒီလိုမျိုး သူ့အမောက်ကိုထောင်တက်ပြီးလင်းမွေအဲ့လိုထောင်လို့မရှိဘူး။ကဲဟုတ်ပြီ။ဒါဆိုရင်အမောက်ထောင်တဲ့ခါမှာမွေဟောက်လို့ခွဲလို့ရပြီ။အမောက်ထောင်မနေတဲ့ခါမှာဆိုရင်တော့ဒီဒီပုံနှစ်ပုံလိုမျိုးပုံစံနဲ့နှီးပါဖြစ်နေတာကိုမြင်တွေ့နိုင်မှာလို့ထင်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့အဲ့လိုခွဲရခက်တဲ့ဟာကိုဒီနေ့မှရှင်းပြပြီးမှဖြစ်ပါတယ်။နံပါတ်၁အနေနဲ့ကတော့ဒီကောင်းလေးကိုခေါင်းကိုကြည့်ပြီးခွဲလို့ရပါဘူး။ဒီကောင်းလေးခေါင်းဆိုတာကတော့ကျွန်တော်တို့ဒီလင်းမွေရဲ့ ခေါင်းနဲ့ခန္ဓာကိုယ်ကြမှာရှိတယ်။လေပင်ကသေးပြီးတော့မွေဟောက်ကကြာတော့လေပင်ကဒင်းမွေထပ်ပိုးပြီးတော့တိတိတတ်တာကြီးနေတာကိုကျွန်တော်အနေနဲ့မြင်တွေ့ရပါတယ်။ဒုတိယချက်အနေနဲ့ကတော့မျက်လုံးအောက်ကဒီအရစ်ကိုဖွဲရပါဖြစ်ပါတယ်။ဒါကတော့မွေဟောက်နဲ့လင်းမွေကိုအလွယ်ဆုံးခွဲတဲ့နည်းဖြစ်ပါတယ်။ဟုတ်ပြီ။ဒီပုံလေးမှာဆိုရင်ဒါတော့လင်းမွေပုံဖြစ်ပါတယ်ဒီလင်းမွေရဲ့ဒီမျက်လုံးအောက်မှာကအစင်းချောင်းနေပါတော့မြင်တွေ့ရပြီးတော့ ဒီလိုမျိုးငွေဟောက်မှာကတော့မျက်လုံးအောင်မှာဘာမှပါတာကိုမတွေ့ရမှာမဟုတ်ပါဘူးနောက်ပြီးတော့လေငွေဟောက်တွေဒီ1 byte မှာကအမဲရောင်အကြောင်းကြီးပါတာမြင်ရပြီးတော့လေးငွေတွေ1 byte မှာကတော့အမဲရောင်အကြောင်းပါတာကိုကျွန်တော်တို့အနေနဲ့မြင်တွေ့ရခြင်းမရှိပါဘူးခင်ဗျာဟုတ်ပြီနောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ခန္ဓာကိုယ်အခြေခုံကြည့်ပြီးခွဲလို့ရပါတယ်အကျေးကွန်ကြည့်ပြီးခွဲလို့ဆိုရင်ဘယ်လိုခွဲမလဲဆိုတော့ဒီမွေဟောက်ရဲ့အကျေးကွန်ကဘယ်ဥပုံစံဖြစ်ပါလဲတေချာကြည့်မယ်ဆိုရင် ကယ်ကိုလို့ပြောအောင်လဲအကြီးကောင်ကတစ်ခုနဲ့တစ်ခုကကွဲထွက်နေပြီးတော့ဘဲဥပုံစံဖြစ်ပါတယ်။လင်းမွေရကြတော့အဲ့လိုမဟုတ်ပဲနဲ့သူ့ရဲ့အကြီးကောင်ကစုံပုံစံမဖြစ်ပါတယ်ခင်ဗျာ။ကဲအဲ့ဒါဆိုရင်တော့ဒီသုံးချက်ကိုကောင်းကောင်းလေးနားလေသဘောပေါက်သွားပြီဆိုရင်တော့တဘာဝထဲမှာပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်လင်းမွေနဲ့ဝင်ရောက်ခွဲရတာလွယ်သွားမယ်လို့တော့ကျွန်တော်ထင်ပါတယ်။ဒါပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ် လင်းမွေပဲဖြစ်ဖြစ်မွေဟောက်ပဲဖြစ်ဖြစ်မွေတွေနဲ့အနီးကပ်ရင်ဆိုင်ရပြီဆိုရင်အရေးစွန်ပြီးအနားကိုမြင်သွားဖို့တော့ကျွန်တော်ကအကြံပေးပါတယ်။ဒါဟုတ်ပြီဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီနေ့ဗီဒီယိုမှာကတော့အစိပ်ပြင်းနဲ့မွေဟောက်နဲ့အစိပ်လုံးဝမရှိတဲ့လင်းမွေကိုခွဲခြားနည်းအလွယ်ကူဆုံးခွဲခြားနည်းသုံးချက်ကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီဗီဒီယိုလေးကကျွန်တော် viewer တွေအတွက်တကယ်ကိုဘူးတူရရမယ့် video လေးဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာ။က ဟုတ်ပြီကျွန်တော်တော့ iPhone ဖြစ်ပါတယ်ကျွန်တော်တို့အခုလိုအချိန်ပြည့်ရှုပြီးတော့ကျွန်တော်တို့ဘက်ကလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ